သက်ခိုင်ကိုဒီပုံမရှိခါကြီးနဲ့ရည်စုံးနေဆိုပြီးတော့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကကိုယ်စက်လက်လောင်းဖြစ်ကနေပြီးတော့ပြက်ပြက်လိုက်တယ်လို့သိရတယ်။ဆိုတော့အဲ့ဒါကအဓိကဘယ်အချက်ကြောင့်ဒီလိုမျိုးပဲဖြစ်ခံရတာလဲ။ပန်းမကျမတို့ဟိုချင်းငွေပေါ့နော်။လိုအပ်တာထဲကျမတို့ပို့ယူရတယ်။ပြီးလို့ရှိရင်လည်းရောင်းထားတဲ့ခန်းတွေလည်းကျမတို့ရှုံးနေတယ်။အခုရှိတဲ့ဝင်ငွေကြတော့လည်းကျမတို့က ရှိတဲ့ဝင်ငွေကြတော့လဲကျွန်တော်တို့ကအဆောက်အဦပြီးဖို့အတွက်ကျွန်တော်တို့ဦးစားပေးနေရတဲ့အချိန်မှာဘန်ကိုပေးတဲ့အတူကနောက်ကျတာရှိတယ်တခါတလေမပြည့်မီတာရှိတယ်။တော့အဲ့ဒါနဲ့ကျွန်တော်တို့စည်ရင်ပေါ်နေတာပေါ့ပေးရန်ရှိစည်ရင်ပေါ်နေတာဘာမှစည်ရင်ပေါ်အဲ့ဘာမှစင်းပေါ်နေတဲ့အတွက်ကျမကကန့်ကွက်တဲ့လူရှိလို့ပေါ့နော်။ဟိုကန့်ကွက်တဲ့လူရှိလို့ကန့်ကွက်တဲ့သူကတော့မေးအောင်လည်းကန့်ကွက်တာပေါ့ဗျာ။ကန့်ကွက်တာလည်းမပြောနဲ့လीသက်သက်ခိုင်တကောင်ဂျွေးတွေပြီးနေလို့ဆိုပြီးတော့ ဓာတုရမီအာနာရမယ်ဆိုရင်ဝင်ပြိုင်ပြီးတော့အာနာရရမယ်ဆိုရင်အကျွေးတို့အာနာနဲ့ဆက်မယ်ဆိုပြီးတော့လောက်တော်မဲအောင်နိုင်အသိတာပေါ့သူခိုးနေတော့ဝင်ပြီးတော့ခိုးတော့အခိုးတခိုးချင်းနှိမ့်စနှိမ့်စစ်တဲ့လက်မွေမွေချင်းချိန်မြင်နေပေါ့ဗျာသူတို့ကကျမမှာပေးရန်ရှိတယ်ဒါပေမဲ့ကျမမပေးနိုင်တာမဟုတ်ကျမပိုင်ဆိုင်မှုကကျမပေးရန်ရှိတယ်အများကြီးပုံများတယ်ကျမရဲ့ပိုင်ဆိုင်မှုကကျမမိသားစုရဲ့ပိုင်ဆိုင်မှုကကျမတို့ပေးရန်ရှိတာဝန်ထက်ပုံများတယ် သို့တော်လည်းမပေးနိုင်ဘူးအဲ့ဒါဘာဖြစ်နေတာလဲရောက်တဲ့တိုင်နေပတ်နေတယ်ပြောချင်တာကသူကတထေးတဲ့ဒါပေမဲ့မပေးဘူးတဲ့ပတ်စံရှိအကျွေးမဆော်ဘူးကွာတဲ့ရေကောက်ပွဲကျင်းစာရမှာမြမတောင်လယ်သမားများအတွက်ကျွေးမြေတန်တရားမှလွတ်မြောက်ရေးအစိုးရတက်တန်းတစ်ခုအတွင်းဒစာစင်းဖြစ်ရှင်းဆောင်ရွက်ပါမယ်လို့ကြေးထားတယ်ဒီလိုတော့ကျွန်တော်တို့တောင်တောင်လယ်သမားတွေကျွေးမြေတန်တရားမှရှိနေတာတောင်းသိတာပဲနော်စိုက်ဖို့အတွက်စိုက်စေးမရှိဘူးကြည့်တော့ပြင်ပနေငွေချေးရတယ်အတုံးတုံးကြီးတယ်အလားတူပဲနိုင်ငံငါဖွဲ့စည်းတွေကနေပြီးတော့သူတို့ ပုံစံခွန်တွေပြေးပြီးဝေချရတာရှိတယ်။အဲ့တွေးတွေကများတာပေါ့။တစ်ဘက်ကလည်းသွန်ရစုတွေဖြစ်တဲ့ဟလာတမ်မီရောစာတို့ပုတ်တ်ဆေးတို့ဟလာပေါချင်းဆေးတို့နောက်ဒီစက်ကရီယာတွေပေါ့။ဒါတွေကလည်းပြပလာတယ်ဆိုတော့အထိုက်ပြောက်ဈေးကြီးတယ်။အဲ့တော့ဈေးကြီးတဲ့ဒဏ်မှာသူကုန်ကျစရိတ်ကပိုများတာပေါ့။အဲ့တော့စဘာထွက်လာတဲ့ခါကျတော့လေဒီစဘာကိုပြည်ပြောကရှောင်းနိုင်မဲ့တူလောင်လေးနေရာတိုင်းမှာမရှိဘူး။အဲ့ဒီခါမှာစဘာစီရတဲ့ကြောင်းတမျိုးတော့အစားကြီးကြတယ်။အဲ့တော့သူကကျွေးရတဲ့ပုံနေပြီးတော့ကြီးတွေရှားတဲ့ဈေးနဲ့ထိုးရောက်လာတယ်။အဲ့လိုတဲ့တောင်လမ်းမတွေမှာ ကျွေးလို့တန်ကြာမှာဒဲနေတယ်အဲ့တော့ကျွန်တော်တို့ပါတီကဒါနဲ့ပတ်သက်လို့တိတိဆွေးနွေးပါတယ်အလုပ်ကနေရတော့ချုပ်ပြောလို့ရှိရင်တွင်းအားစုတွေခုနပြောတဲ့ကျွန်တော်တန်ပြောလာလို့ဟိုပုဒ်သစလို့ပြီးတွင်းအားစုတွေကိုဈေးနှုန်းကျဆင်းအောင်ကျွန်တော်အချင်းချင်းခါခါကျွန်တော်တွတ်တွတ်ချက်ပြီးတော့ဒါကိုကျွန်တော်တို့အကောက်ခွန်ရခိုင်နှုန်းတဝက်တိရှော့ချပါ zero အထိရှော့ချပါအဲ့လိုပြန်ပြီးဖာထင်းနိုင်တဲ့ဟာတွေကပါတယ်လေမလိုရတဲ့ကျွန်တော်တို့အတွင်းကုန်တွေကိုတွန်းမြှင့်ပါပါဗျာအဲ့ဒါဈေးခံပစ္စည်းတွေအကျက်တူဆေးတွေစသဖြင့်စတာပါဒီလိုကျွန်တော်အသေးစိတ်ဆွေးနွေးပါချင် အဲ့ဒါတွေဝင်လာပြီဆိုရင်ဒီမှာသွင်းအားစုတွေရဲ့ဈေးနဲ့တက်တာပဲအဲ့တော့စဘာတွေကထွက်လာမယ်ထွက်လာကောင်ကလောက်ဖို့အတွက်နိုင်ငံတော်ဆိုရနဲ့ပုံကနဲ့ပေါက်ပြီးတော့ရက်ွက်ဟောပေါ့ကြီးရောက်အစုတွေစိတ်ထိပ်တယ်ဖြစ်နိုင်ဒီမှာတူလောင်ကြီးတော်တော်ဆောင်းအဲ့တူလောင်ကြီးမှာစဘာလာပြီးတော့အတက်ပဲကြောင့်သူ့မှာစကားအနိုင်ကြီးပြည်စံတေသမကိုထုတ်ပေးတယ်ပတင်သမအဒီပြည်စံနဲ့အနိုင်မှာငွေချို့ရတယ် ပြင်ရတော့စောင့်ကြီးစောင့်ကြီးပြောနေတယ်2015အရှိပိုင်းမှာမင်းတို့တွေတောက်ချောင်းနှစ်ပေါင်း20 30လောက်အုပ်ချုပ်လာခဲ့တော့ဘာမှမလုပ်နိုင်ခဲ့တဲ့ကောင်တွေကနေပြီးတော့ဥမာထပြီးတော့လုပ်မယ်ဆိုပြီးပြောတယ်မင်းစကားကိုတော့ချင်းကြယူဘူးမှယုံမှာမဟုတ်ဘူးမင်းတို့ရဲ့ဘောမာတွေနဲ့6800ဆိုင်ယုံမယ်ဆိုတာမသိထားဖို့လိုတယ်ငါတို့ရကလေးတွေကိုစာတင်ပေးခြင်းလုံးလို့ဆရာမဖြစ်အောင်ကြိုးစားလာခဲ့ကြတယ်။ဟုတ်ကောဟုတ်လို့လား။စာတင်မောငါတို့အလုပ်တယ်။တောက်ကောင်မအမဲသားမမဆလာမ ANDS မ ။ဒေါ်လာမျိုးတွေအားလုံးပဲတဘာဝပေးနေမိပြီးတာမှာမြန်သွန်ကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြီးရဘောင်လူရှင်ချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီ relationship လို့သွားပြီးကမှတော့ယနေ့မဝင်ပါလားတရက်နေ့လတ်တလာရဲ့အစနေဖြစ်တဲ့စနေနေ့ရဲ့နောက်ပိုင်းဒီတော့ဆုံးရရှိတဲ့တင်းချိုကိုအချင်းချိုဖော်ပြပေးသွားဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးနှိရှိဖို့ဒီတိုင်းမှာထပ်မံတောင်းဆိုလိုက်ပါတယ်။နေ့မနက်မှာလည်းအတင်းကောင်းနေညပြရတဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးရွှေရွှင်နဲ့နားဆင်အောင်ပါလေဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ကတော့ဒီကောင်းဆောင်တွေက၎င်းတို့ရဲ့ကုကျစီပွားအတွက် ုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်သိမ်းပိုက်ထားဒီမှာဒီနေ့မှာဆိုရင်တော့1935ရဲ့ရှိဖြစ်ပါတယ်။မနိုင်ငံတော်ဝန်ပြည်တာအတွင်းစစ်ကောင်စီကစစ်ကွေးတည်ဆုံမှုစီးမှာတော့သခိုင်းတိုင်းကလေးမျိုးနံမှာတော့တိုက်ပွဲတွေပြင်းထန်နေပြီးအသေးပြောင်များနေပါတယ်။သခိုင်းတိုင်းမုံရွာမျိုးနံမှာတော့စစ်ကွေးတကောင်အလင်းဝင်ရောက်ပြီးတော့အန္တရာယ်တိုင်းညောင်ဦးမျိုးနံမှာရှစ်ကောင်မန်ကွေးတိုင်းအောက်မျိုးနံမှာနှစ်ကောင်ဒီဒီတည်ဆုံကြောင်လည်းသိရှိရပါတယ်။ပြောင်းသူတွေပုံအနေနဲ့ကတော့မင်းအောင်နိုင်တကောင်အနေနဲ့ရွေးကောက်ပွဲကိုပြုလုပ်တယ်ဆိုတာအာဆီယံနဲ့အခြားနိုင်ငံတွေကနေပြီးတော့သူတို့ဟာတရားဝင်ဆိုးရပါလို့ လက်ခံပြုလုပ်ခဲ့တာဆိုတာလည်းအလုံးသိရှိမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းမင်းအောင်နိုင်ရဲ့ရွေးကောက်ပွဲကြီးကခုပဲမဆက်ခင်တည်းကအဆုံးသတ်သွားပြီဖြစ်ပါတယ်။ဒါကတော့မြန်မာစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုအာဆီယံအနေနဲ့လေ့လာစောင့်ကြည့်စရာမလိုဘဲနဲ့လေ့လာစောင့်ကြည့်သူလည်းစေလို့မှာမဟုတ်ဘဲနဲ့ဒါဟာအတူရောက်လာဖြစ်သူလို့အာဆီယံဩဂရတိဖိလစ်ပိုင်တမန်တော်ကလည်းအတည်ပြုလိုက်ပြီလေဖြစ်ပါတယ်။ပြောချင်သဘောတရားအတူရောက်ရွေးကောက်ပွဲကိုငါတို့လည်းစိတ်ဝင်စားဘူးမလုပ်ချင်တာလို့ငါတို့ရဲ့ပြောထားတဲ့ငါးချက်ကိုမလုပ်ပေးနိုင်လုံးဝကိုမှပဲအာဆီယံကိုလာဖို့မစင်စားနဲ့ဆိုတဲ့ဘောတရားလည်းဖြစ်ပါတယ်။ ာဆီယံဥက္ကဋ္ဌပြည်လပိုင်ကလည်းမြန်မာအတိုက်ခံများပေါဝင်အားလုံးနဲ့လည်းထိတွေ့ဆက်ဆံမယ်လို့လည်းထပ်မံကြေညာထားတယ်တွေ့ရှိရပြီးတိုက်ခံတော်လိုင်းခေါင်းဆောင်တွေနဲ့ခြားသော NUG ခေါင်းဆောင်တွေနဲ့ပြည်ဆုံမယ်လို့လည်းထုတ်ပြန်ကြေညာသွားရလဲအားရစရာကောင်းတဲ့ချက်ပဲဖြစ်ပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကတော့အရေးကြီးတဲ့သတင်းဖြစ်ပါတယ်တော်လန်ပြည်သူတွေအားလုံးလည်းအထူးပဲဒီသတင်းကိုယူဆိုင်ပြီးတော့နားထောင်နေတဲ့နေသားတို့ဖြစ်ပါတယ်ဒါကတော့ KT Media ကို Left Reaction ပေးမှုနဲ့လို့ရှင် Data တ်လွင်ကောသမှုထွန်းတက်လွင်ကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီးပြီးတော့စစ်တပ်ဟာရွေးကောက်ပွဲနောက်ဆုံးဥပဒေနဲ့ဖမ်းဆီးထားတာစုစုပေါင်းပြည်သူ88ဦးတည်းမှာရှိနေပြီလို့သိရှိရပါတယ်။အထူးပြင်စစ်တပ်ဟာပြည်သူတွေကိုဖမ်းဆီးရမှာတော့ရွေးကောက်ပွဲကိုနောက်ဆက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ပေးဥပဒေဆိုပြီးတော့ တလွဲဥပဒေကိုအသုံးချပြီးတော့အွန်တန်၃နှစ်ကနေပြီးတော့တကယ်ကျွန်းဒီချနိုင်နေဆိုတဲ့အနေထားကိုလည်းပြင်းထန်တာတုံးဆောင်နေပြီးတကယ်ကိုပဲဆမ်နမူနာဖြစ်နေလောက်ပြနေမှာတော့အသေးချဖြစ်ပါတယ်။ဥမာကောက်ကျစ်သောအချမ်းဖတ်မင်းအောင်လန်ဦးဆောင်သောစစ်တရဲ့အန်ဒီယမရှောင်ရှားနိုင်ရေးအတွက်ပြည်သူများအနေဖြင့် Facebook profile များကို log ချထားကြရန် TV News ဆိုပါသည်လို့လည်းထုတ်ပြန်ထားတာတွေ့ရှိရပြီးတော့ KT Media ရဲ့ Facebook လူမှုကွန်ရက်မှာ post တကူကို left reaction ပေးကမှုရဲ့အသက်60နှစ်အရွယ်ရုပ်ရှင်တိုက်တာတက်လွင်ကောစမှုထွန်းတလင်ကိုလည်းအချမ်းဖတ်စစ်တကဖန်ဆီးခဲ့တာဖြစ်ပါတယ်။အချမ်းဖတ်မင်းအောင်လန်ရဲ့စစ်တမအလွန်ရုပ်မှာကောက်ကျစ်လာလာဖြစ် ပြည်သူများအနေဖြင့် KT Media ရဲ့ Facebook သတင်းပုံများကို like နဲ့ like လုပ်ချင်း share ချင်းနဲ့ comment ပေးချင်းတို့ကိုလို့ဆောင်ရမှာမိမိတို့ရဲ့ Facebook ကောင်များရဲ့ profile များကို log ချထားကြရင်အထူးအထူးသတိပေးနှိုးဆော်အပ်ပါတယ်ဆိုပြီးတော့ KT Media ကပြည်သူများအကျိုးညွှန်ပြပြီးတော့ပုံပြန်ထားလေတွေ့ရှိရပါတယ်။တော်တက်တဲ့ခိုင်ကိုဒီပုံမရှိခါကြီးနဲ့ညီစွန်းနေဆိုပြီးတော့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကကိုယ်စားလက်လောင်းဖြစ်ကနေပြီးတော့ပယ်ဖြတ်လိုက်တယ်လို့သိရတယ်။ဆိုတော့အဲ့ဒါကအဓိကဘယ်အချက်ကြောင့်ဒီလိုမျိုးပယ်ဖြတ်ခံရတာလဲပေါ့ ပန်းမှာကျမတို့ဟိုချင်းငွေပေါ့နော်လိုအပ်တာထဲကျမတို့ပို့ယူရတယ်အဲပြီးလို့ရှိရင်လည်းရောင်းထားတဲ့ခန်းတွေလည်းကျမတို့ရှုံးနေတယ်အခုရှိတဲ့ဝင်ငွေကြတော့လဲကျမတို့ကရှိတဲ့ဝင်ငွေကြတော့လဲကျမတို့ကအဆောက်အဦပေးဖို့အတွက်ကျမတို့ဦးစားပေးနေရတဲ့အချိန်မှာဘန်ကိုပေးတဲ့အတူကနောက်ကျတာရှိတယ်တခါတလေမပြည့်မီတာရှိတယ်တော့အဲ့ဒါနဲ့ကျမတို့စရင်ပေါ်နေတာပေါ့ပေးရန်ရှိစရင်ပေါ်နေတာပေါ့ကျဘန်မှာစရင်ပေါ်နေအဲ့ဘာမှစင်းပေါ်နေတဲ့အတွက်ကျမတို့ကန့်ကွက်တဲ့လို့ရှိလို့ပေါ့နော်ငွေမပေါ်တဲ့ပြဿနာဖြစ်ဆိုလို့ရှိရင်ကျမအဲ့ဒါကြောင့်မို့အခုဟိုဒီလိုထွက်ပြောတာဒီနံပါတ် အဲဘာကြောင့်ပြောလဲဆိုရင်ခုနဟိုစီးပွားရေးကိုနားလည်စေခြင်း ਨੇ အကျွေးရှိတာပြဿနာမဟုတ်ဘူးဒီအကျွေးကိုဟိုဆက်နိုင်ဖို့လို့အတွက်လောက်တာကိန်းတာရှိတဲ့စီးပွားရေးဝန်းကျင်ကြီးတီထောင်ပေးဖို့လိုနေတယ်ဆိုတာအဲ့ဒါကပြဿနာဖြစ်တယ်တခြားလုပ်ငန်းရှင်တွေမှာဆိုလို့ရှိရင်လည်းဒီလိုပဲဘန်နေပြီးချင်းငွေတွေယူကြတယ်သူတို့တခြားလုပ်ငန်းတွေလုပ်တယ်ဆိုတော့ဟိုအကျွေးဆိုတာကတော့ရှိကြတာပဲပေါ့နော်အဲ့လိုမျိုးဟိုအကျွေးရှိလို့ဆိုတာတဲ့ဟိုဒီအကျွေးတွေကိုကာလတစ်ခုကြာတဲ့အထိဟိုပြန်မဆက်နိုင်တဲ့အခြေအနေကြောင့်ဒီလိုမျိုးဖြစ်တယ်လို့ပြောလို့ရတာ ပြောလို့ရပါတယ်ပြောလို့ရပါတယ်ကျွန်မခုနကပြောပြီလေကျွန်မတို့ကလုံးဝဟိုတာဝန်မယူတာမဟုတ်ကျွန်မတို့တာဝန်ယူတယ်စ조사ပြီးတော့အတိုးကိုပေးသွင်းနေတယ်အတိုးပေးသွင်းနေတယ်ပေးသွင်းနေတဲ့အချိန်မှာအအတိုးကိုဟိုဟိုပါပေါ့နောက်ကျတဲ့အချိန်ရှိတယ်အပြည့်မရောမသွင်းနိုင်တာရှိတယ်နော်အဲ့လိုမျိုးဆိုတော့ဆင်းရင်ချုပ်လိုက်တဲ့အချိန်မှာကျွန်မပေးရန်ရှိပေါ်နေတာပေါ့နော်ဘာမှကျွန်မရဲ့ကျွန်တော်တို့မိသားစုကပေးရန်ရှိပေါ်နေတာဖြစ်ပါရှင်ခုစလေတော့ကအဲ့ဒီအကျွေးပေးရန်ရှိရဆိုလို့ရှိရင်ပြဖြစ်လို့ရတာပြအဲ့အဲ့ပုံမှန်ရှစ်ကကြီးပေါ့ရှင့်ပုံမှန်ရှစ်ကကြီးကအစိုးရတော့မဟုတ်ပုတ်ကလိကကိုမတင်လျော်တော့ပေးရန်တောင်းဝန် ကင်းရှင်းသူဖြစ်ရမယ်ဒီလိုမျိုးလူမှရွေးကောက်ပွဲဝင်ရမယ်ဆိုတော့ကျမအဲ့ပုံမှန်နဲ့ညှိတာဒါပေမဲ့ဥပဒေလို့ပြောရင်တော့ဥပဒေကိုအ내အတိတ်ပဲဖွင့်တာတော့အဲ့ဒါအဲ့စကလုံးကတော့တိတ်ချေပြန့်သွားတာပေါ့နော်မတင့်လျော်တော့ဆိုဒါတင့်လျော်ပါလေလုပ်ငန်းရှင်ဆိုတာဒီလိုတော့လည်းဖြစ်တတ်တာပဲအပြင် तू ကမပေးဘူးလို့ညင်းနေတာလည်းမဟုတ်ဘူးအမပေးဘူးလို့ညစူးစားပြီးလဲပေးနေတာပဲအေးဒီအာနာရရင်ပြေးပါမယ်ဆိုမှမင်းတို့ကလည်းမင်းအောင်နေတကောင်းတော့ကွာဒါပေမဲ့မတတ်နိုင်လို့ဒီလိုအခြေအနေအကြောင်းအကြောင်းလေးပြင်ပအခြေအနေကြောင့်ဖြစ်သွားတာပဲအဲလို့တွေးရင်လဲရတာပေါ့ရှင့်တကယ်တမ်းကျတော့လေ ဟိုကျမတယောက်တည်းပဲစဉ်းစားကြည့်ပေါ့နော်ကျမတို့32နှစ်ရှိပြီစီးပွားရေးလုံလာတာနိုင်ငံတော်အခွင့်အရေးအများကြီးကျမတို့ဆောင်မယ်အဲဒီနေ့ထိဆောင်နေတော့အင်းပြောပြီနော်တာဝန်ထမ်းတွေကိုလည်းအလုပ်ပေးနိုင်တယ်နိုင်ငံတော်လည်းအခွင့်ပေးတဲ့ဟိုလုပ်ငန်းရှင်တယောက်ဖြစ်တယ်ပေါ့နော်သို့တော်လည်းခုနပြောတဲ့ဟိုပါပေါ့နော်ဈေးကွက်ဈေးကွက်ပြိုလဲတာတို့ပြီးလို့ရှိရင်ဒီ country risk ပေါ့နော်မြန်မာနိုင်ငံမို့လို့ရင်းနှီးမြှုပ်နှံမှုမလာသေးဘူးဆိုတော့ဒီငွေမပေါ်တဲ့ကိစ္စပေါ့အဲငွေမပေါ်တဲ့ကိစ္စမှာကျမတို့ကတခြားစီးပွားရေးကပေါ်တဲ့ငွေနဲ့ကျမတို့ကစူးစမ်းပြီးတော့အာဒီထဲကိုဖြည့်နေရတာပေါ့နော်ဖြည့်နေရတဲ့အချိန်မှာဘန်ဘက်ကို ဟိုတချို့တဘောကပြက်ကွက်တာရှိတယ်ပေါ့ပြက်ကွက်တာရှိတယ်ဆိုတော့ဒီဟာဒါဒီတကယ်စီးပွားရေးလုပ်နေတဲ့သူတိုင်းဆိုရင်တော့ကိုချင်းစားတတ်မှာပါရှင်ပထမအဆုံးပေါ့နော်ကျွန်တော်ပြောရရှင်တော့မယုံနိုင်တော့ပြောရတာပဲစီးပွားရေးလည်းမလုပ်ဘူးပို့ပြီးတော့စားနေကောင်းတော့ဘာကိုချင်းစားတတ်မှာလည်းမယုံနိုင်ဘူးတဲ့ပြောရတာပါဟုတ်သိရတဲ့ဥစ္စာကဒီရွေးကောက်ပွဲကိုစတဲ့လောင်းတွေရဲ့နာမည်စင်းတွေကိုစပြီးတော့ထုတ်ပြန်နေပေါ့နော်ဒီကော်မရှင်ရုံးနေမှာအဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဒီဒေါ်တက်တက်ခိုင်ကအမျိုးသား တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှိပြိုင်မယ်ဆိုတဲ့ဥစ္စာဆင်းရဲထွက်လာတယ်။ဒါပေမဲ့နောက်တစ်ခါကျတော့ဟိုစည်ရင်းမှာမပါတော့ဘူး။ပြဿနာတစ်ခုရှိနေပြီဆိုတာဟိုသိရတဲ့အချိန်မှာကော်မရှင်နဲ့ပေါ့လေဒီလိုအပ်ချက်တွေကိုဟိုညှိနှိုင်းဆောင်ရွက်ခဲ့တာမျိုးရှိလား။ကော်မရှင်ဘက်ကဘယ်လိုပြန်ပြီးတော့တုံ့ပြန်ခဲ့လဲ။အဲအထူးကြပြောရင်အော်တိုဘာ16ရက်နေ့မှာမြန်မာတပြည်လုံးမှာရှိတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းစည်ရင်းပေါ့နော်။ UE ဆီကထုတ်ပြန်ပါတယ်။အဲ့ထက်မှာကျမပါတယ်။အဲကျမလည်းပါတယ်။အဲ့ဒီကိုယ်စားလှယ်လောင်းတက်တေကံကပ်ပြလဲကျမလက်ဝယ်ရရှိပြီးသား။ အာဒါပေမဲ့21ရက်နေ့ညလိုမျိုးကြာမှာဖုန်းဆက်ပါတယ်ရှင်ဖုန်းဆက်ပြီးတော့မှအိမ်ကိုလာပြီးတော့မှစာလေးပေးမယ်ဆိုတော့ဟိုစာလေးပေးတော့အဲ့စာမြင်မှကျွန်မသိတာပါစာထွက်လာမှသိတာတဲ့မယုံနိုင်ပေးတဲ့စာတစောင်းနဲ့ပဲပိုကပြတ်သွားတာပေါ့သက်သက်ခိုင်လို့ပောက်ကွဲတာပေါ့ဒီနေ့မှာကတော့မခံသိမခံတာနဲ့ပဲဒါပေမဲ့လေဘာဆိုတော့လည်းမအော်ရဲဘူးကြိတ်မနိုင်ခဲမနိုင်နဲ့အေးရတဲ့မှာခေါင်းလေးမျက်နှာအုပ်ပြီးတော့အော်ငိုးနေရတယ်ပေါ့ပေါ့ဗျာဟိုကပေါ့မတိုင်ခင်ဘာမှကျွန်မကလေမပြောပါဘူးမတခြားကျွန်မလည်းပါတီဥက္ကဋ္ဌဆိုတော့လေအဲတခြားကိုကိုစလဲလေးပေါ့ကိုပါတီရဲ့ကိုစလဲလောင်းနေရ အဒီကိစ္စဖြစ်လို့ဆိုတာစောတိတယ်အပြီးလို့ရှိရင်အသူတို့မှာပြင်ဆင်ချိန်ရတယ်ပေါ့နော်အကျွန်မကတော့မဟုတ်ဘူးလုံးဝကြီးကြိုဘာမှမသိပါဘူးဒါပေမဲ့ကျွန်မတိတိချင်းပေါ့နော်21ရက်နေ့ညမှာတိတယ်ပြီး24ရက်နေ့မှာကျွန်မအယူခံဟိုအတနာခံစားပေါ့ကျွန်မတင်ခဲ့ပါတယ်ဟိုကျွန်မမှတ်ပါတယ်ဒီကိစ္စအပြီးလို့ရှိရင်ဒါကိုကျွန်မတို့ဟိုစူးစမ်းပြီးဖြေရှင်းပါမယ်ဆိုတော့ခံဝန်ကတိလိုမျိုးပေါ့ အဲ့ပြီးအဲ့ဒါပထမအချိန်ပေါ့ရှင်ဒုတိယအချိန်ကတော့ကျွန်တော်တို့ဟိုကမ္ဘောဇာဘောင်လဲကျွန်တော်တို့30ရက်နေ့က3,500ကျွန်တော်တို့တွင်းလိုက်တယ်အတွင်းလိုက်ပြီးတော့မှဒါဒီမပေးချင်လို့မဟုတ်ဘူးကျွန်တော်တို့ရဲ့ရိုးသားမှုကျွန်တော်တို့ပြတာပေါ့နော်ဒါဒီရွေးကောက်ပွဲတလောက်တောင်ကျွန်တော်ဝင်ချင်နေတယ်ပြီးလို့ရှင်ကျွန်တော်တို့ကနောက်ဆုံးနောက်ဆုံးနိုင်ငံရေးဆိုတာလဲဟိုကာနာတစ်ပင်မှာပဲနောက်ဆုံးကျတော့ကွန်မီတာစုစီပဲကိုကျွန်တော်ပြန်လာရမှာလေအဲဒီနိုင်ငံရေးလုံမှာဒါတွေမပြင်ဆင်ထားဘူးလို့ပြောတဲ့သူလည်းရှိတာပေါ့နော်အဲဆိုလို့ရှိရင်ကျွန်မပြင်ဆင်ထားတာရှိတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်မကုမ္ပဏီကနေကျွန်မထွက်ထားတယ် ဒိုက်ကာမာရီဂျစ်စတာလောက်တာဒါလည်းအစိုးရဌာနပဲလေကုမ္ပဏီ registration မှာကျွန်မသမီးလည်း22နှစ်ပြည့်ပြီးပြီကျွန်မလည်းနိုင်ငံရေးလောကကိုသွားမယ်ဆိုတော့ကျွန်မကြောင့်မလို့ကျွန်မမိသားစုစီးပွားရေးလည်းအနောက်ရှက်မဖြစ်စေချင်လို့အဲကျွန်မ2022ခုနှစ်အဲ6လပိုင်း22ရက်နေ့ကအဲကျွန်မကုမ္ပဏီတစ်ခုရှိပါတယ်မိသားစုကုမ္ပဏီနှစ်ခုတည်းကကျွန်မထွက်ထားပြီးသားကျန်တာကတော့ကိုအောင်ကျော်ဝင်းနဲ့အဲကျွန်မသမီးလေးကျန်တာပေါ့နော်အဲအဲ့လိုမျိုးပါရှင်ကျွန်မတော့အဲ့ဒါကို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 ပြင်ဆင်တယ်လို့ဟိုဗန်ချွေးကတော့ကျွန်မတို့ကဟိုကျွန်မတို့လည်းဟိုပါလေဒါလင်းနဲ့မရဆိုတာကိုအောင်ကျော်ဝင်းယူတဲ့ချွေးလည်းကျွန်မ ကျွန်မပေးရမှာပေးဖို့တောင်းဝန်ရှိတာပဲလေအဲအဲ့လိုသဘောတော့ရှိတာပေါ့ဒါမိသားစုစည်းဝါးရေးဆိုတော့လေအခုလေကျွန်တော်တို့ကြားနေရတဲ့အဲဒါတော့တသက်ကိုင်းနေကောင်ဘလို့ဒီရွေးကောက်ပွဲကိုကုတဘောက်ကဝင်ပြီးတော့ပြည်သူတွေကိုနှိမ့်ဆက်ခြင်းလဲဆိုတာတော့ပေါ်လွင်နေဖြစ်ပါလေဘာဖြစ်လဲမရောက်ဝင်လိုင်းကတော့တကူးတကူးချင်းအေးလက်ကိုမြင်နေတာဖြစ်တဲ့အတွက်အာနာရရင်နဲ့အကျွေးတွေကိုအာနာနဲ့ဆက်ဖို့လုပ်တော့မယ်ဆိုတာသိနေဖြစ်တဲ့အတွက်ထိတ်ကနေပြီးတော့ပိတ်ချလိုက်တာဖြစ်ပါလေဒါမှလည်းတသက်ကိုင်းတယောက်တော့ဒီနေ့မှငွေနေအောင်လွှဲပြီးမရောက်ဝင်လိုင်းကိုအာခံပြောနိုင်တဲ့စကားလေးဒေသန်လေးတစ်ချက်တော့မထွက်လာတော့တွေ့နေရပါလေဒီအတိုင်းပဲပေါ့လေဒီ PNL ကအ တန်မျိုးသားလွတ်မြောက်ရေးတက်မှာတော့ TNL ကဒီအနာသိစစ်တပ်နဲ့အပြည့်ရက်ပြီးဆိုပြီးတော့တင်ညာချက်ထုတ်ပြန်လိုက်တယ်အော်တိုဘာ29ရက်နေ့ပါလေဆိုတော့ထုတ်ပြန်ချက်အရတော့အော်တိုဘာ29ရက်နေ့ကစပြီးနှစ်ဖက်တက်တရားရောက်တဲ့အရက်ကနေပြီးတော့ရောက်တဲ့နေရာကနေပြီးတော့ပြစ်ဆရရကြမယ်။နောက်ပြီးတော့အဲ့ဒီထဲမှာအဓိကကတော့တရုတ်ရဲ့ဂျာဝင်မှုနဲ့ပြည့်ရက်ခဲ့တယ်ဆိုပြီးတော့ဖော်ပြထားတာတွေ့ရတယ်။ဒါအပြင်ဒါဒီမိုးမိတ်နဲ့မိုးကုတ်မှာရှိတဲ့ PNL ရဲ့တက်တွေလည်းစုပ်ပေးရမယ်ဆိုပြီးတော့ပါတာကိုတွေ့ရတယ်။ဆိုတော့ဒီလိုပြည့်ရက်တဲ့အခြေအနေတစ်ခု ဟိုဘလို့အချိန်အကြောင်းရောက်သွားတယ်လို့သုံးသပ်မိလေပေါ့နော်ဒါနဲ့ပတ်သက်ပြီးအရင်ဆုံးစဆွေးနွေးပြပါဦးဟုတ်ကဲ့လွန်ခဲ့တဲ့တနည်းနည်းနည်းကဒီချိန်မှာပဲကျွန်တော်1027 phase 1ပြီးတော့ phase 2ရဲ့အောင်မြင်မှုတွေကိုကျွန်တော်တို့ဒီနေရာမှာပဲပြောခဲ့တာပေါ့နော်ဒီနေ့ပြောရတာကတော့မြို့တွေပြန်ဆုတ်ရတဲ့ကိစ္စတွေဟဲ့လားတောင်ပိုင်းတက်တွေနောက်ကိုဆုတ်နေရတဲ့ကိစ္စတွေဒီတိုင်းနေဖြစ်နေတာပေါ့နော်အဲ့ဒီမှာကတော့တည်ရနေလေးပေါ့ပြီးခဲ့တဲ့3လလကတော့ကျွန်တော်ပြောခဲ့တာ last show အကြောင်းပေါ့အားရဆိုနေတုတ်ကပါဝင်စစ်ဆက်မှုနယ်ပဲအားရမျိုးပြန်အခရရတဲ့ကိစ္စပါနော်ဆိုတော့ဒီနေ့ဆိုရင်တော့အခုတရားနယ်လေးကနေပြီးတော့ mobile မိုးကုန်းနဲ့မိုးမိတ်ကိုပြန်ပြီးတော့ပေးမယ်ပြီးတော့ပုံချေတာတွေရက်မယ်ဆိုတဲ့ရက်လက်တွေထွက်ခဲ့တယ်ကြားတယ်ဒီရက်လက်တွေထွက်ခဲ့တဲ့အခါမှာအဓိကဒီ program လုတ်သွားတာဖွဲ့စားလုတ်သွားတာတော့တိူတိူပေါ့နော်တိူအစိုးရဖြစ်တယ်တိူအစိုးရအထူးကိုယ်စားလှယ်ဖြစ်တဲ့တိတ်ရှိချင်းပါတယ်ပြီးတော့ကုမင်းမှပြီးခဲ့တဲ့ဆွေးနွေးပွဲတွေပေါ့ဒီဆွေးနွေးပွဲတွေလုံခဲ့တဲ့နှစ်လလောက်ကနေတိတ်တဆီလုတ်ခဲ့တာတွေရှိတယ်ဒီနေ့ဒီချိန်မှာတော့အခုလိုနှစ်ဖက်ချမ်းမှာသဘောတူတဲ့သဘောကျညာတစ်ခုထွက်လာတယ်လို့ပြောလို့ရပါတယ်ဘာလို့ဒီချိန်နဲ့ရောက်သွားတာလဲဒီချိန်မှာ AA နဲ့ KN ရဲ့ဆက်ပြီးတိုက်နေတဲ့နေမြေတွေထိန်းထားတဲ့နေမြေတွေဆက်ပြီးထိန်းထားနိုင်လုံးမယ်ထိန်းထားနိုင်လုံးမယ်ဖြစ်တယ် ဒါပေမဲ့ဘာကြောင့် DNA တွေဒီလိုဖြစ်သွားတာလဲဟုတ်လားအာဒန်ချက်တွေအာနေချက်တွေသုံးချက်သုံးချက်တွေကအများကြီးရှိတာကျွန်တော်တွေ့ရပါတယ်ဒီခုနကွန်ဆော်ပြောတဲ့အထက်မှာဟာတရုတ်ကဒီကြားထဲမှာခုနဂျားနေဖွဲ့စည်းဟိုဘရိုကာပေါ့နော်သုံးရတာတွေ့ရတယ်ဆိုတော့သူကအချက်ကင်တဲ့လူလားနော်ဟိုဟိုဂျားဝင်အဖွဲ့စည်းလားဆိုတော့နောက်ပိုင်းကျရင်ကျွန်တော်ဆွေးနွေးတော့ဂျားဖွဲ့စားပါဒါပေမဲ့ဂျားဖွဲ့စားပေမဲ့မြန်မာစစ်ကောင်စီဘက်ကမြန်မာစစ်တပ်ဘက်ကလည်းရည်တည်ထားတဲ့ တစ်ဖက်တည်းကြားပွဲစားဘာလို့ပြောလို့ရတာဟုတ်ကဲ့အကြက်ကန်ရလားကြားပွဲစားလားဆိုတော့နောက်ပိုင်းတော့ကျွန်တော်တို့ဇွနီတဲ့ထဲမှာထပ်ပါလာမှာပေါ့ဒီမှာပြောချင်တာက TNL ကတော့ဟလာဟိုပြောရမယ်ဆိုလို့ရှိရင် AA လိုပဲပေါ့လေ2017ကာလမှာ2009 2017ကာလမှာတိဆောက်ပြီးတော့ဒီအချိန်ဟုန်နဲ့ကြီးထွားလာတဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့တစ်ခုဖြစ်တယ်ပေါ့လေနော်ပြီးတော့ဒီနောက်ဆုံးပိတ်ဟိုသူသူသူရဲ့ data မှာဟလာပညာရေးအပါအဝင်ဒီတရားရေးကိစ္စတွေကိုလည်းအပြင်ပေါ့လေဒီဟို data တွေမှာလှုပ်ရှားနေတဲ့တအားအဖွဲ့အစည်းတွေအများစုကို ချိန်တိုအတွက်စီးရုံးနိုင်တဲ့တသွေးတဲ့တသားတဲ့ဖြစ်အောင်ကြည့်သူကြိုးပမ်းနိုင်ခဲ့တဲ့အဖွဲ့ဖြစ်တယ်။နောက်စီးရရမှာဆိုလို့ရှိရင်လည်းချိန်တိုအတွက်မှာအင်အားကြီးထွားလာပြီးတော့အာဒီတိစောက်နိုင်ခဲ့တဲ့အဖွဲ့စည်းတစ်ခုဖြစ်တယ်ပေါ့နော်။မတိုက်ခိုက်မှုဘိုင်းမှာဆိုလို့ရှိရင်လည်းဒီ2029ဟို127စစ်စင်ရေးပထမအကြော့ဒုတိယအကြော့မှာမြို့ပေါင်း12မြို့ကိုတော့ဒီတင်ပိုက်ထားနိုင်ပြီးတော့ဒါစစ်တပ်ရဲ့မဟာဗျူဟာကျတဲ့လမ်းမကြီးတွေမဟာဗျူဟာကျတဲ့တပ်စခန်းတွေတပ်ကုန်းတွေဒီနေရာတွေကိုတင်ပိုက်နိုင်နိုင်တဲ့အထိသူ့ရဲ့ဒီအခြေအနေတွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့အာမျိုးပေါ့လေ။ ဆိုတော့ဒီလိုအားကောင်းတဲ့အဖွဲတစ်ဖွဲကနေပြီးတော့မှအခုလိုဖြစ်သွားခဲ့ရတဲ့အခြေအနေအလှည့်ပြောင်းပေါ့နော်အဲ့ဒီဟာကိုအကောင်းဆုံးဆွေးနွေးပေးတယ်ခုနကကိုကြောက်ခပြောသွားတာကျွန်တော်လည်းတော့အားသာချက်တွေပေါ့တကယ်လည်းဒီအချိန်တို့အတွင်းမှာ DNA လေးရာသူတိစောက်နိုင်တဲ့စီးရောစီယုံရရောပေါ့နော်အဲ့လူငယ်တွေဥဆောင်တဲ့အဖွဲစည်းတခုလည်းဖြစ်တယ်သူတို့ရဲ့သူတို့ရဲ့ဒီစိတ်ပိုင်းဖြတ်နိုင်မှုသူတို့ရဲ့ commitment ပေါ့အဲ့ဒါတွေကအရင်ပြင်းထန်မျက်မိကြမယ်ဆိုရင်ကျွန်တော်2029 2000 69ကိုစစ်ဆင်ရအောင်စာပေတည်းနဲ့လေကဗမာပြည်သူပြည်သားတွေကြားထဲမှာရော event စားတဲ့နာမည်တစ်ခုပေါ့နော်အဲ့ဒါဖြစ်သွားတာဒီ MND အပါဝင် AA အပါဝင်ပေါ့နော်ဆိုတော့တုံးချက်တော့တွေ့တယ်သူတုံးတက်ကြတဲ့ဆောင်းပါးတွေထဲမှာ dramatic ကတော့ဒီ TNL ဘာလို့ဒီလိုဖြစ်သွားလဲဆိုတော့ dramatic ထုတ်ပြကြတာကတော့ဒီမဟာမိတ်ဆက်ဆံရေးပြဿနာတွေပြောကြတာရှိတယ်နောက်တစ်ခုကတော့ဒီတောင်းပြည်နယ်တောင်းဆိုတဲ့ကိစ္စနောက်တစ်ခုကတော့ဒီစစ်ရေးနဲ့စစ်ရေးတိဆောက်ရေးပေါ့နော်စစ်ရေးမဟာဗျူဟာကိစ္စပေါ့အဲ့ဒီကိစ္စတွေမှာသူကမဟာဗျူဟာရဗျူဟာရမှားခဲ့တာနိနာရမှားခဲ့တာရှိတယ်ပေါ့နော်ဆိုတော့ ပြန်ကြည့်မယ်ဆို DNA layer ညီနောင်၃ပုံလို့ခေါ်တဲ့ MNDAA အေးအေးမှာပါတယ်အဲပြီးတော့အောင်မွေးတွေဒါပေမဲ့အောင်မွေးတွေရလာပြီးတဲ့အခါမှာသူကသူ့ရဲ့အောင်မွေးမာနစစ်မာနတက်လာတာတွေ့ရတယ်အဘိနာမရှင်မာမိတ်တွေဖြစ်တဲ့ KIA လို SSPP လို့စတဲ့ဖွဲ့တွေနဲ့မြို့နယ်အုပ်ချုပ်ရေးကိစ္စတွေမှာစပြီးသူပြန်လာတက်လာတာကျွန်တော်တို့တနေ့စပြီးတွေ့ရတာပေါ့နော်ဒါပေမဲ့ဒီအမားတွေဒီဒီနီးနာမားတွေဒီမာမိတ်ဆက်ဆံရေးကိစ္စတွေမှာအဲ့အချိန်မှာမီဒီယာတွေကစဟလာ FA ချရေးတာတင်ပြခဲ့တာတွေအားနည်းခဲ့တာလည်းရှိရှိမှာပေါ့ဒါပေမဲ့တေချာကြွန့်ကျင်သူတွေကတေချာထောက်ပြခဲ့တာတွေလည်းရှိရှိမှာရှိတယ်ဒါပေမဲ့အခုချိန်မှာဒါတွေကိုထောက်ပြလာတာကျွန်တော်တို့တွေ့ရတယ် ဆိုတဲ့အခါမှာတော့ဒီ sim type ပဲနေတဲ့ SSB sim type ပဲ sim type ပဲနဲ့ဂျာနေတဲ့ SSB ပြီးတော့ wire နဲ့ဆက်ဆံရေးတွေပြက်လာတာတွေ့ရတယ်ဟုတ်တယ်မလားပြီးတော့ KIA နဲ့ဆက်ဆံရေးတွေပြက်လာတာတွေ့ရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဒီကထောက်ပြချင်တာ divide and rule လို့ခေါ်တဲ့ဒီ threshold ထိုးခွဲတဲ့စနစ်ကိုအများအားသုံးခဲ့တာကမြန်မာစစ်တပ်ပဲဖြစ်တယ်ဆိုတော့ခုရှမ်းပြည်အရှိမောက်တစ်ခုလုံးကြည့်မယ်ဆိုရင် chain specialist ပေါ့ chain specialist ကဘာတူလဲ chain ရဲ့ကြောင့်ရတူလဲကြည့်လို့ chain ရဲ့ကြောင့်ရတူလဲလို့ကြည့်မယ်ဆိုရင်မြန်မာစစ်တပ်ပဲဆိုတာတွေ့ရအနှစ်ပေါင်းသူ၄၅၆၀တူ တဖက်နဲ့တစ်ခွက်တစ်ဖက်နဲ့တစ်ခွက်ကြားထဲမှာရှိတဲ့အားသာချက်အားနည်းချက်တွေအကုန်လုံးကိုသူကြည့်ပြီးတော့ရန်တိုက်ပေးခဲ့တာရှိတယ်ခွဲခဲ့တာရှိတယ်တွေးခွဲခဲ့တာရှိတယ်ဟုတ်တယ်ဟုတ်တယ်မလားတန်ကြည့်မယ်ဒီနှစ်နှစ်အတွင်းမှာဆိုလဲကျွန်တော်တင်တယ်အဲ့ဒီခုနကပြောခဲ့တဲ့ခုနကပြောခဲ့တဲ့ဒီမဟာမိတ်ညီညွတ်ရေးစာပြပြရင်းလာတယ်ပြီးတော့တအန်းကနေပြီးတော့ပြည်내ကိစ္စစပြောလာတဲ့အခါမှာဒီပြည်내ကိစ္စကလည်း consensus မရှိကြအောင်ပြောထဲမှာဒါတည်းကမျိုးစုံရှိနေတဲ့နေရာမျိုးစုံရှိနေတဲ့နေရာမှာအဲ့ဒါတွေအကုန်လုံးကိုကျွန်တော်တို့ဒါတည်းကရင်းငတ်တုံးကြီးရေထဲနဲ့ကြာတယ်အဲ့ဒီမှာစစ်နာနေတဲ့မြန်မာစစ်တပ်တွေသူတို့ပြန်ပြီးအားယူနေတဲ့အချိန်မှာ ဒါသူ့ရဲ့အခွင့်ကောင်းတိုးနှက်မဲ့အချက်ကောင်းတွေဖြစ်ပါတယ်လို့ကျွန်တော်သွားမြင်တယ်။ကြည့်လေပို့ဖို့ပဲကြည့်လေ။ချမ်းအောင်ပဲကြည့်လေ။ပြတယ်မလား။ RCSS ကိုပဲကြည့်လေ။ SSPP ကိုပဲကြည့်လေ။လုံခြုံရေးနာနေသုံးနှစ်တည်းကသူတို့ဘယ်နေထားမှနေခဲ့ကြတယ်လဲ။ပို့ဖို့မြန်မာစစ်တပ်ကဘလို့အသုံးချခဲ့တယ်လဲ။ဒါတွေကိုကြည့်မယ်ဆိုရင်လည်းဆိုရင်တော့ကျွန်တော်မြင်တာက TNL ရဲ့ Development Rule ရဲ့တားကောင်ဖြစ်သွားတယ်လို့တားကောင်ဖြစ်သွားခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရတာပေါ့။ဒါမျိုးလည်းအရင်ကရှိခဲ့ပြီးပါတယ်။တစ်ဖက်မှာလည်းဟလာခုနဟိုဝါနဲ့ဆက်ဆံရေးကိစ္စတွေမှာကျတော့နောက်မှဒီတရုတ်ရဲ့အဓိကဟို pressure တွေအကြောင်းဖြစ်ဖို့များတဲ့အခြေအနေကိုကျွန်တော်တွေ့ရတာပေါ့လေနော်။ ျွန်တော်ကျွန်တော်မာမိတ်ခုနကကိုကျော်ကကျွန်တော်တို့ပြောခဲ့သလိုပဲနော်မာမိတ်တွေကြားထဲမှာအကူကြီးဂျင်စိတ်ပျောက်သွားပူပေါင်းဂျင်စိတ်ပျောက်သွားတဲ့အားမျိုးတွေလည်းရှိခဲ့တာပေါ့ဟုတ်တယ်မလားအဲ့လိုဒီတန်းပြင်းနဲ့တီထောင်မယ်ဆိုတဲ့ကိစ္စတွေလို့အဲ့လိုမျိုးတွေပြောလာတဲ့အခါဒါအဲ့ချိန်မှာမြန်မာစစ်တပ်အတွက်ကဒါအတူတူချက်ကောင်းတစ်ခုဖြစ်သွားတယ်ကျွန်တော်လည်းအဲ့လိုသုံးသပ်တာပေါ့နောက်ဆုံးတစ်ခုကတော့ကျွန်တော်ကတော့စီးရေးကြောင့်ကျင်သူလည်းမဟုတ်ပါဘူးစီးရေးခက်ခက်လည်းမဟုတ်ပါဘူးဒါပေမဲ့ပြောရမယ်ဆိုရင်တော့ဒီစောင်းမတွေထဲမှာပါကြတယ်သုံးသပ်သူတွေနဲ့စကားပြောကြည့်တဲ့အခါမှာဒီ TNL နေနဲ့ဒီသူတိမ့်ပိုက်ပြီးတဲ့နေမြေတွေထဲမှာ ပြိမ့်မဲ့ပြီးတဲ့ခါမှာသူစိတ်ရင်းရတိဆောက်မှုတွေအားနည်းမှုတွေရှိတယ်။နောင်ချိုရဲ့ကြောက်မဲ့ရဲ့တီပေါ်ရဲ့ဒီ၃မျိုးဆိုရင်လွန်ခဲ့တဲ့၃-၅လစစ်တပ်ကပြန်ပြီးတင်နိုင်ခဲ့တယ်။တင်နိုင်ခဲ့တဲ့ခါမှာလည်းကျွန်တော်တို့ရခိုင်ပြည်လုံးရခိုင်မှာအေးအေးလုတ်ခဲ့တယ်လို့မဟုတ်ဘဲနဲ့ဒီဟာကိုအလွယ်တကူနဲ့ပြန်ပြီးတင်နိုင်တာတွေ့ရတယ်ပေါ့နော်။ဆိုတော့တစ်ဖက်ကလည်းတရုတ်ကနေပြီးတော့ခုနကကျွန်တော်တို့သုံးသက်သုံးသက်မယ်လို့ပြောခဲ့တယ်လို့တရုတ်ကတစ်ဖက်ကပြရပေးတာရှိတယ်။ဒါနဲ့အင်အားကို ammunition မရအောင်လုတ်ပြထားတာရှိတယ်။တစ်ဖက်ကလည်းတရုတ်ကရတဲ့ drone နဲ့ကောင်းကောင်းကိုအသုံးချနိုင်နိုင်လည်းရှိခဲ့တယ်။ဒါဒါပေမဲ့ရရှိပြီးတဲ့နေမြေတွေမှာဒီ TNL နေနေနဲ့စီရီယာတိဆောက်တဲ့နေရာတွေမှာတခြားဟာတွေကအားနည်းတယ်လို့ သုံးသက်ချက်တွေလည်းရှိတာကျွန်တော်တွေ့ရပါတယ်ပြောချင်တာကကျွန်တော်နားလည်တာကတော့ဒါခံစစ်သေးပုံစံဖြစ်နေတယ်လို့သုံးသက်တာလို့ကျွန်တော်နားလည်ပါတယ်ကျွန်တော်ဒီကိစ္စကိုကျွန်တော်မသွားခင်မှာခုနဒီ PNL ကထုတ်ပြန်တဲ့ဟိုသတင်းထုတ်ပြန်ကြေညာချက်ထုတ်တဲ့နိုင်ပိုင်းတွင်းမှာပဲမန်လေး ပြည်သူ့ကကွယ်တက်မှာမန်လေး PDF ကနေထုတ်လာတဲ့ statement တခုကိုကျွန်တော်တွေ့ရတယ်။အဲ statement ထဲမှာသူကပြောထားလဲဆိုတော့ထိန်းချုပ်နယ်မြေတွေကိုဆက်လက်ကာကွယ်နိုင်ဖို့အတွက်ဒီမိဖက်ဒေါ်လာရင်းတက်တဲ့နယ်ပူပေါင်းပြီးကြိုးပမ်းသွားမယ်ဆိုပြီးတော့ဂရီပေးထားတဲ့ဒီအသုံးအနှုန်းမျိုးကိုကျွန်တော်တွေ့ရတယ်။ဆိုတော့ဒါအချိန်ကြီးထွက်ပေါ်လာတဲ့ statement တခုဖြစ်တယ်။ဆိုတော့ဟိုအဲ့ဒီထဲမှာဒီဥပမာမိုးကုတ်တိုက်ပွဲလို့ဟာမျိုးမှာဆိုလို့ရှိရင် NUG အောက်က PDF တွေရှိမယ်။အဲ့ data နဲ့ဟိုတစ်ချက်တစ်ဆက်ထဲမှာပဲဒီမန်လေး PDF တွေလည်းပါတယ်ပေါ့နော်။ဆိုတော့ဒီလိုအချိန်မှာဒီ statement ထွက်လာတာအချိန်ကြီးလည်းဖြစ်နေတယ်ဆိုတော့က ီယာနဲ့ပတ်သက်မှုရှိနေမလားဘလို့မြင်လဲကိုကျွန်တော်ကတော့ကိုကျော်ကောက်ကိုမေးချင်တာဒါပေမဲ့ဒါပေမဲ့မေးတော့လည်းကျွန်တော်ဖြေလိုက်မယ်ဆိုတော့ဟိုဒီဒီဒီလိုမျိုး coordination ဒီလိုမျိုး depend ပူပေါင်းဆောင်ရွက်တယ်ဆိုတာအကောင်းဆုံးပဲခုနမာမေးအင်အားစုလို့ပြန်ပြီးတိစောက်တဲ့ကိစ္စမျိုးပေါ့နော်ဒါမျိုးလည်းကျွန်တော်ကြုံခဲ့ပူတာပဲလေဆိုတော့ lesson learn ပဲဒါဟုတ်တယ်မလားကျွန်တော်လုပ်ငန်းတစ်နှစ်ကိုကြည့်မယ်ဆိုရင် PDF ပဲအင်အားနဲ့စွန့်ကြီးပေါ့နော်ကအချင်းတို့အတွင်းမှာအများကြီးအကောင်းတော့ကျွန်တော်တွေ့ရတယ်။နံပါတ်1သူတို့ဘုံမှာသူတို့ကိုအမြို့ရောနယ်ရောလူထုထောက်ခံမှုရှိတာကျွန်တော်တို့တွေ့ရတယ်။အဲနံပါတ်3 PDF အဖွဲ့တွေရဲ့အင်အား မန်လေးဘက်နဲ့ရှမ်းပြည်ဘက်မှကြီးမြင့်တယ်အနည်းဆုံး3000နဲ့5000ကျော်လာတယ်။တစ်နေ့တစ်ဆင့်ပြီးသားရှိရလို့ကျွန်တော်နားလည်ထားတယ်။ဒီထက်လည်းများနိုင်တယ်ဟုတ်တယ်မလား။ဆိုတော့ပြီးတော့လုံငယ်နှစ်နှစ်ကမြို့သိန်းတိုက်ပွဲတွေမှာဆိုရင် PDF တွေရဲ့ဟာလားကျွန်တော်တို့ပြောမီဒီယာတွေပြောခဲ့တာပူပေါင်းတက်လို့ပြောကြတာပေါ့နော်။တက်တွန်လိုင်းတက်တွေကလည်းပါမန်တိုက်ခိုက်ကြရှိတယ်။သူတို့ရဲ့တိုက်ပွဲတွေကအတော်ရှိခဲ့တာကျွန်တော်တွေ့ရတယ်ဆိုရင်ဒါကုလို့အခုလို့ statement ထုတ်တာ statement ထုတ်တယ်ဆိုတာလွဲပါလေ။ဒါပေမဲ့တကယ်တကယ်လက်တွေ့အမြင်တွေမှာတို့ကထိ ंछ ုပ်ပြီးသားနယ်တွေမြို့တွေကိုဘယ်လောက်ဆက်ပြီးထိန်းသိမ်းထားမလဲ။အချိန်တည်းမှာပဲစစ်တပ်ကအတော့ဘယ်လိုဖြိုခွင်းမလဲ။ခုစစ်တပ်ကဟာလားစစ်တပ်ကအခုပြန်ပြီးတော့ သူကပြန်ပြီးတော့ drone နဲ့တေးချပြန်ပြီးတိုက်တာတိုက်တာတွေသူ့ရဲ့ viewer တွေတပြန်ဖော်နိုင်တာတွေကျွန်တော်တွေ့ကြရတော့ဟုတ်တယ်အဲ့တော့ကိုကျော်ခါဘယ်လိုကျန်လဲအခုထုတ်တဲ့ statement အာဟုတ်ကဲ့ဟိုကျွန်တော်ကြားတာကတော့ဒီလိုပါဟိုဒီစစ်တပ်နဲ့အာ TNL နဲ့ပြည်ဝဲဂျောင်းမှုဆွေးနွေးပွဲမတိုင်ခင်မှာဒီ NUG MOD နဲ့ဒီ TNL တို့တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့တယ်ဆိုတာမျိုးတော့ကြားတယ်ဆိုတော့အဲ့ဆွေးနွေးပွဲမှာဒီဘယ်လိုရလက်ထွက်တယ်လဲဆိုတာမျိုးတော့ကျွန်တော်မသိဘူးပေါ့နော်ဒါပေမဲ့အခု TNL ဟို Manly PDF ကထွက် ထုတ်ပြန်လိုက်တဲ့အချက်လက်တွေအားအဲ့ဒီဟာနဲ့အများကြီးဆက်ဆက်မှုရှိနိုင်မယ်လို့ဟိုနားလည်တယ်နောက်တစ်ခုကကျတော့ဒီမိုးကုတ်ကိုတိုက်ခဲ့တဲ့အချိန်တုန်းကလည်း PDF ရဲ့အင်အားတွေအများကြီးနဲ့တိုက်ယူခဲ့တာဖြစ်တယ်ပေါ့နော်အနောက်ပိုင်းတို့ဒီရှေ့ပိုင်းတို့တိုက်တဲ့အခါမှာအများကြီးဟိုဖြစ်ခဲ့ပြီအခုလည်းဒီမိုးကုတ်မှာ NUG ရဲ့ဒီဗျူဟာတွေရှိနေတာအင်အားအခိုင်အမာရှိနေတာကိုတွေ့ရတယ်ပြီးတော့ဒီမန်လေး PDF နဲ့ပါအပြင်ကိုဒီခုနသူတို့ပြောတဲ့ဒီဒေါ်လာမိတ်ဖက်ဒေါ်လာရဲ့အဖွဲ့အစည်းတွေဆိုလို့ရှိရင်အင်အားအရဆိုရင်တော့မိုးကုတ်မှာ ဒီမုတ်မုတ်မုတ်မိတ်မှာလုံးဝဒီ PDF အင်အားနည်းတဲ့အင်အားမဟုတ်ဘူးလို့ကျွန်တော်ခန့်မှန်းလို့ရတယ်ဒါပေမဲ့ခုနလိုစစ်တပ်ကတော့ဟိုသူတို့ရဲ့လုံနေကြထုံးစံအတိုင်းပြည်သူလူထုကိုပြစ်ခတ်ပြီးတော့တက်ဖြတ်ပြမှာပေါ့နော်ဒါပေမဲ့အဲ့ဒီဟာတွေကိုကာကွယ်နိုင်ဖို့အတွက်ဘာတွေရှိမလဲဆိုတော့စဉ်းစားချက်တော့ရှိမှတင်တယ်အဲ့ဒီမှာဘာလုပ်နိုင်မလဲနောက်တစ်ခွက်ဒီဟိုအင်အားတွေများပြီးတော့လက်နက်ခဲယမ်းနဲ့ကြည်တွေရောအလုံးလောက်ရှိသလားဆိုတော့ဟာတွေကမေးခွန်းထုတ်စရာတော့ရှိမယ်လို့ထင်ပါတယ်အဓိကပန်းနိုင်ရပါလေပေါ့အလုံးငယ်နှစ်နှစ်သုံးနှစ်လင်းနေအာနာသိနေဆန်နေစာပြီးတွန်လိုင်းတက်တင်နေဟာ ိုင်းသားတော်လိုင်းတက်တင်နဲ့တိုင်းသားဖွဲ့တွေနဲ့အခုနောက်ဆုံးနောက်ပိုင်းပေါ်လာတဲ့ PDF တွေဗမာဖွဲ့တွေကြမ်းမှရှိတယ်စီလုံးမုံညညမှုဆိုတော့ခုနပြောသလိုတကြဆွဲဝဲစောင့်နေတာပဲဆိုတော့အဲ့ဒါမျိုးပေါ့နော်ကျွန်တော်မြင်တာတော့အခုတရားဦးဒီတင်ကန်းစာတရားဦးတင်ကန်းစာဘယ်လိုယူနိုင်မလဲပေါ့အဲ့ဒါလည်း TNL ကောင်းဆောင်မင်းအရေးကြီးလို့ကျွန်တော်ထင်တယ်တို့တရားဘယ်လိုတင်ကန်းစာယူနိုင်မလဲ ဆိုတာအကိုရေးကြည့်လို့ကျွန်တော်ထင်တယ်စစ်တပ်ကတော့အလုံးမြင်တယ်လို့ပေါ့နော်ဒီလူစိတ်ရှိတဲ့စစ်တပ်မဟုတ်ဘူးဒီသူတို့နေရာတွေပြန်လိုချင်လို့ရှိရင်စစ်ဘက် target တွေကိုတိုက်ခိုက်လို့မရတဲ့အခါမှာရဲဘက် target တွေကိုပစ်တာပေါ့နော်ပစ်တဲ့အခါမှာအခု TNL ရဲ့စိုးရိမ်မှုတွေမှာဒီချက်မလွဲမသေးပါမယ်လို့ကျွန်တော်တို့မှန်းလို့ရပါတယ်တီဘောကြောင့်ဘောပြန်မသိငင်တော့လည်းသူတို့ပတ်စင်ဒီပါနေ့စဉ်ဒီပါပုံကျဲခဲ့တာဆိုရင်တေဆုံးသူပေါ့အရတားတေဆုံးသူပေါ့က80ကျော်ရှိခဲ့တယ်ပြီးတော့တန်ရသူပေါင်း150နီးပါးတော့ရှိခဲ့တယ်အဲ့ဒါတွေပြီးတော့မှဟလာခုနလက်နှချဖို့လို့ seize fan လို့ပို့လို့ဒါတွေကိုဆွေးနွေးခဲ့တာရှိတယ်ဆိုတော့လေဒါတွေကတံမျိုးတွေကတော့ ဒါမျိုးတွေကိုကျွန်တော်ကြိုးပမ်းထားမှာအများစုကလုံးဝအရက်ဘက် target တွေပဲပြစ်သွားတာနောက်ဘုန်းကြီးကျောင်းတွေပါမချမ်းဘူးပြစ်တာပေါ့နော်ရွေချက်ရှိလောက်တဲ့ဟာတွေပေါ့မှာ DNL နေနေဆိုရင်မှုတွေရှိမယ်လို့ထင်တယ်နောက်တစ်ခုကတကယ်တော့ DNL ဟာ transaction system မှာအဓိကဥဆောင်ပါဝင်ခဲ့တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တယ်လို့အဲဒီ transaction system ရေးကြောင်းမယ်လားမျိုးပေါင်းမြောက်များစွာဒီ desk gun ပေါင်းမြောက်များစွာစစ်တပ်ဟာဒီအကြီးကျယ်ကြာရှုံးခဲ့တာပေါ့နော်ဆိုတော့တကယ်လို့ဒါအဲ့ဒီ transaction system တွေကိုဒီတရုတ်တာဂျားဝင်မလာခဲ့ဘူးဝင်ပြီးတော့အကြက်ကင်တာ PR ပေးတာတွေမလုပ်ခဲ့ဘူးဆိုလို့ရှိရင် ဟာအခုလိုမျိုးတွေပြန်ပေးရတာတွေရှိမှာမဟုတ်လို့စစ်တပ်ရဲ့ကြာရှုံးခန်းကလည်းပိုပြီးစိုးရွားနေလိမ့်မယ်ဆိုတဲ့သုံးသက်ချက်တွေကိုကျွန်တော်တွေ့ရတယ်ဆိုတော့အခုလက်ရှိ DNL အပြစ်ခက်ရက်ခဲ့ရတဲ့အခြေအနေအထိရောက်လာတဲ့ဟာတွေမှာရောဒီတရုတ်ရဲ့စနက်ကဘယ်လောက်ထိရှိနေတယ်လို့များသုံးသပ်မိလဲဆိုတော့နည်းနည်းတော့နည်းနည်းတော့ရှုပ်ထွေးတယ်ပြောရမယ်ဆိုရင်1027681ကတော့တရုတ်လက်ပါတယ်တရုတ်လက်ပါတယ်ဆိုတာကမြန်မာစစ်တပ်ကိုတိုက်ဖို့မဟုတ်ဘူးအဓိကကတော့ကျွန်တော်တို့ဆွေးနွေးခဲ့ပြီးပါပြီအဲ့ဒါနဲ့ပတ်သက်ပြီးတော့အဓိကကြာပြန့်စစ်စင်ရေးပဲဆိုတော့ ဒါပေမဲ့ခုနဒိုင်းသားဖွဲ့တွေနော် PDF လို့ဖွဲ့တွေကတော့သူတို့ရဲ့ရွေးချက်ကတမျိုးပေါ့နော်။နောက်ပြီးတော့နံပါတ်2ချက်ကတော့မြန်မာစစ်တပ်သားပြိုသွားပြီဆိုရင်မြန်မာစစ်တပ်ဆာအစားထိုးရမယ်သူမရှိဘူးဆိုတဲ့အမြင်ကတိကျမှရှိ။အဲတိကျမှတယ်မဟုတ်တခြားနိုင်ငံတကာတခြားအင်ဒီဂျင်းနိုင်ငံတွေမှာဒီလိုအတွေ့အမြင်ဒီလိုအတွေ့အခွန်မျိုးဒီလိုအမြင်မျိုးဒီလိုအမြင်မျိုးရှိတယ်ပေါ့။ဆိုတော့ alternative လို့ခေါ်တဲ့မြန်မာစစ်တပ်သားမရှိရင်ဘယ်သူရှိလဲဆိုတဲ့အားပေါ့။အဲ့တော့ဒီဘက်ကမပြနိုင်ဘူးလားဆိုတဲ့အတွေ့အခွန်လေဒီဘက်ကမပြနိုင်ဘူးလားဆိုတဲ့အမြင်လည်းရှိရအောင်။ ဘလမျိုးရအောင်ပဲဒီမျိုးတွေ့ခဲ့ကြအောင်ရတယ်ကလက်ရှိမှာ TNL ရဲ့လှုပ်ဆောင်ချက်တွေကိုပြန်လည်ပြီးတော့ထောက်ပြဝေဖန်ထားတယ်တွေ့ရှိရပြီးတော့တရုတ်ကြီးရဲ့မြန်မာနိုင်ငံရေးပေါ်ထင်မြင်ယူဆချက်တွေကိုလည်းထောက်ပြဝေဖန်ထားတယ်တွေ့ရှိခဲ့ရတာဖြစ်ပါတယ် ပြန်လည်နေကတော့တိုင်းရင်းသားတနက်ကန်ခြားတော်ဖွဲ့ရင်နဲ့စင်ပြေမှုတွေများလာပြီးဒေသခံပြည်သူတွေနဲ့စင်ပြေမှုတွေရှိတာကြောင့်ပြည်သူနောက်ဆုံးတရုတ်ရဲ့ဖိအားနဲ့အတူဆုတ်ခွာသွားခဲ့ပြန်လဲတော်လိုင်းတက်တွေကတော့ပြန်လည်ပြီးတော့ဘိုးကိုကာကွယ်ဖို့တွေပြင်ဆင်နေကြရတယ်တွေ့နေရဖြစ်တဲ့အတွက်အားလုံးပဲဝိုင်းဝန်းစုမကုန်တောင်းပေးရမယ်အခြေအနေဖြစ်ပါတယ်ဒါပေမဲ့အားလုံးပဲဒီဗီဒီယိုနဲ့ဆုံးသက်လိုက်ပါတယ်နောက်တစ်ဗီဒီယိုမှာတော့နောက်တစ်တင်းတက်လာပြည့်တဲ့ကျွန်တော်ရဲ့ကိုကြေဘလို့ရှင်ရင်း channel လေးကို like and subscribe လုပ်လိုက်နဲ့ subscribe ပြီးဘေးကကောင်းတဲ့တာချင်းတက်လာလို့များဗီဒီယိုတွေတရင်အားလုံးကြည့်ရှုနားဆင်ကြရဖြစ်ပါတယ်ဒါပေမဲ့ဒီအားလုံးပဲနောက်တစ်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြပါမယ်လုံးနေချူပြီးတဲ့ဘူးကျင်တိုင်းကိုသူပဲကျေးဇူးတင်ရှိပါတယ်ဗျာ